ကျမတို့က Federal စနစ်ကိုဖော်ဆောင်တဲ့နေရာမှာကတယောက်ယောက်ကဘသူကစလုံးမလဲဆိုတာကိုစောင့်နေတာထက် ပြောမှဆိုလို့ရှိရင် Border up Federalism ကိုတွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရှိတဲ့နေရာကနေပြီးတော့ရှိတဲ့ရည်ရွယ်ချက်တူဘုံသဘောထားတူတဲ့လူတွေအကုန်လုံးကတော့စတဲ့နေလို့မြင်တယ်။ကျမတို့ကိုနိုင်ကအဲ့ top down ဒီအပေါ်ကနေပြီးတော့မူဝါဒဆင်းလာတာကိုကျမတို့မြန်စောင့်မျှော်နေသလားဘောကိုကိုကိုလည်းပြန်ပြီးတော့မေးခွန်းထုတ်ဖို့လိုတယ်။တကယ်လို့ ကျမတို့ကိုနိုင်ကွာ border of federalism ကိုလိုချင်တယ်လို့ပြောရင်အခြေခံမှာရှိတဲ့ခြေကုပ်ယူထားတဲ့သူတွေတက်ဆိုင်ရနေပဲအတိအသီးကသူတွေကအရင်ဦးဆုံးစတဲ့တယ်လို့ကျမတို့မြင်တယ်။ UNG ပြုပြင်ပြောင်းလဲကိုဗာမြင်ချင်တယ်လို့မေးရင်တိုင်းသားဖွဲ့စည်းတွေနဲ့ကြားထဲမှာပို့ပြီးတော့နိုင်ငံရေးကတိကဝေပို့ပြီးတော့ခိုင်ခိုင်မာရစေချင်တယ်။ဒါကနိုင်ငံရေးအရေးကြီးတဲ့ဥဆောင်မှုဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကြတော့စုဖွဲ့မှုပြောင်းတာလား structure ပေါ့နော်။စုဖွဲ့မှုပြောင်းတာလားခုနလိုမျိုးပေါ့နော်။ဝင်ကြီးဌာနအတိုးအလျှော်လားမူဝါဒတွေလားဆိုတော့ကျမတို့ ့ reform လို့ပြောရင်တော့အားလုံးကျမတို့ပြည်ပြောင်းလေးအကုန်မြင်ကျင်တာပါဘူး။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီတက္ကလတန်ဖိုးစီရဲ့အပတ်စဉ်ဒီစနေကြဒီအချင်းချင်းချာရပလိပခါကိုဖက်ဒရယ်စီမံနဲ့ချင်းကချင်းဆိုတဲ့ပြဿနာအဖြေရှာမှုပိုင်းကိုတင်ဆက်နေကြဆစ်စင်ရနဲ့ပြန်လည်ကြိုးဆိုပါရစေ။ဒီတစ်ပတ်ကတော့အပိုင်းစစ်ကို ရောက်ရှိလုပ်နေပါပြီဆိုတော့ကျွန်တော်တို့ကိုခုလိုအချင်းပြန်ပေးတဲ့အတွက်ကျေးဇူးမဲတင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်အပိုင်းစစ်ပုံမှာဒီကဖြီချာကြည့်လို့တာကတော့အခုချိန်မှာကျွန်တော်တို့ဒီဒေသန္တရာကိစ္စပေါ့နော်ကျွန်တော်တို့ဒီရှမ်းမြောက်ဖင်မာတွေချင်းဖင်မာတွေဆိုလည်းတော်တော်များလုံးမြောက်လာတဲ့ရခိုင်မှာလည်းဒါမဲ့ဘ ഹു အစိုးရကလည်းပြောင်းနေတယ်လို့ဖြစ်တယ်ပြီးတော့ဘ ഹു အစိုးရတာဝန်ယူပြင်ဆင်နေတဲ့ NUG ကလည်းဒီအဖွဲ့တွေနဲ့တွဲဆုံရေးမှထင်တယ်လို့ အာမကောင်းမှုဆိုတဲ့ဝေဖန်ချက်တွေလည်းကျုံနေတယ်။ဆိုတော့နိုင်ငံတကာထောက်ခံမှုရရှိဖို့အတွက်ပေါ့နော်။ဒါအမတို့လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာဘလောက်ထိအဟန္တာဖြစ်စေတယ်ဆိုရတာနဲ့အဥ္စွာရင်ဆွေးနွေးပေးပါမယ်။ဟုတ်တယ်နိုင်ငံတကာအစိုးရအနေနဲ့တွေ့တဲ့အချိန်မှာ NUG နဲ့ပတ်သက်ပြီးတော့ဗောနော်အတိအမှတ်ပြုမှုနဲ့ပတ်သက်ပြီးတော့ကျမတို့ကတော့နိုင်ငံတကာမှာဒါ NUG ကတော်လိုင်းတက်ဦးအစိုးရဖြစ်တယ်ဗောနော် ဒါကြောင့်မလို့အမြဲတမ်းကျမတို့ကုလသမဂ္ဂရန်ရဲထဲမှာ NUG ကိုအတိအမှတ်ပြုရေးဆိုတော့ကျမတို့ကြိုးစားလှုပ်ဆောင်ပါတယ်ပြီးတော့နိုင်ငံတကာအစိုးရတွေနဲ့တွေ့တဲ့အချိန်မှာကျမတို့ဒါအပြည်ပြည်ဆိုင်ရာ lobby advocacy လုပ်တဲ့အချိန်မှာလည်း NUG အတိအမှတ်ပြုရေးဆိုတာကိုကျမတို့ဆွေးနွေးပါတယ်ဆွေးနွေးတဲ့အချိန်မှာနိုင်ငံတကာအစိုးရတွေပြချမ်းကမေကွန်းပြန်ပြီးတော့လာတာကတခြားသောသူတို့အဖွဲ့အစည်းပေါင်းစုံနဲ့တွေ့တယ်ပေါ့နော်တွေ့တဲ့အချိန်မှာ NUG နဲ့ပတ်သက်လို့ရှိရင်သူတို့တွေ့ခဲ့တဲ့အဖွဲ့အစည်းတွေကပြောတာကတော့ပို့ပြီးတော့ NUG ဒီပို့ပြီး ော့မှ inclusiveness ပေါ့နော်အားလုံးပါဝင်တဲ့အနေထားအခင်းချင်းမျိုးလိုအပ်နေသေးတယ်လို့ပြောကြတာရှိတယ်နောက်တစ်ခုကကြတော့ inclusive dialogue ပေါ့နော်အဖွဲ့အစည်းပေါင်းစုံနဲ့အတွေ့ဆုံဆွေးနွေးရေး NUG ဒီတိထပ်ပို့ပြီးတော့လိုအပ်တယ်ဆိုတာကိုသူတို့ပြောကြပါတယ်ပြောကြတဲ့အခါမှာကျမတို့ကတော့နိုင်ငံတကာအစိုးရတွေကိုပြန်ပြောတာ NUG reform ပေါ့နော်ပြည်ဝင်ပြောင်းလဲရေးလုပ်နေတယ်ငါတို့ဒီလေဒီ NUG ပြည်ဝင်ပြောင်းလဲရေးအတွက်အားလုံးစောင့်နေကြတယ်ဆိုတဲ့ဟာကိုကျမတို့ပြန်ပြီးတော့ဆွေးနွေးထားတာပေါ့လေနော်အဲ့တော့သူတို့ဘက်ကလည်း NUG ပြည်ဝင်ပြောင်း ောင်းလေးကိုဘယ်လိုပုံစံမျိုးနဲ့ထွက်လာမလဲဆိုတာကိုသူတို့လည်းမျောလင့်တကြီးနေပေါ့နော်သူတို့လည်းစောင့်စားနေတယ်ဆိုတဲ့အကြောင်းကိုသူတို့ပြန်ပြောတာရှိတယ်အဲ့တော့ခုနကပြန်ဆက်ရရင်တော့ကျမတို့က Federal စနစ်ကိုဖော်ဆောင်တဲ့နေရာမှာကတယောက်ယောက်ကဘယ်သူကစလုပ်မလဲဆိုတာကိုစောင့်နေတာထက်ပြောမှဆိုလို့ရှိရင်ဟာ border up federalism ကိုတွားနေတာဖြစ်တဲ့အကြောင်းမို့လို့ကိုရှိတဲ့နေရာကနေပြီးတော့ ရှိတဲ့ရည်ရွယ်ချက်တူဘုံသဘောထားတူတဲ့လူတွေအကုန်လုံးကတော့စတဲ့နယ်လို့မြင်တယ်။ကျမတို့ကိုနိုင်ကိုအား top down ဒီအပေါ်ကနေပြီးတော့မူဝါဒဆင်းလာတာကိုကျမတို့မြန်စောင့်မျှော်နေသလားဘောကိုကိုကိုလည်းပြန်ပြီးတော့မေးခွန်းထုတ်ဖို့လိုတယ်။တကယ်လို့ ကျမတို့ကိုယ်၌ကို Border of Federalism ကိုလိုချင်တယ်လို့ပြောရင်အခြေခံမှာရှိတဲ့ခြေကုပ်ယူထားတဲ့သူတွေတက်ဆိုင်ရနေပဲအတိအသင့်ကသူတွေကအရင်ဦးဆုံးစတဲ့တယ်လို့ကျမတို့မြင်တယ်။ဥပမာဆိုလို့ရှိရင်ကျမတို့အညာဒေသပေါ့နော်။အညာဒေသလို့ပြောရင်စကိုင်းမကွေးမန္တလေးပေါ့နော်။ဒီသုံးအခုကိုကျမတို့အညာဒေသလို့လက်တလောလောဆယ်မှာပြောတဲ့အချိန်မှာဒီအညာဒေသအတွက်ကျမတို့ Border of Federalism ကျမတို့အခုအဖွဲ့အစည်းအချို့ကြီးလည်းစနေကြပါပြီ။ဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကျမတို့ကပြောမှဆိုရင်အပေ ်ချင်တယ်ပေါ့နော် border federalism လို့ပြောတာဖြစ်တဲ့အကြောင်းမို့လို့ကျမတို့အခြေခံပြည်သူလူထုသက်ဆိုင်ရာအဖွဲ့အစည်းတွေအစုအဖွဲ့တွေကစရတယ်ဆိုရင်ပို့ပြီးတော့အနှစ်သာရပြေဝါတဲ့ဟာပို့ပြီးတော့ရရှိမှာဖြစ်တယ်အဲ့တော့ကျမတို့ကဘယ်သူအမျက်စမလဲဆိုတော့အတွေးခေါ်လို့ပြောတယ်ကိုကိုတိုင်က border federalism ကိုတောင်းဆိုထားတာဖြစ်တဲ့အကြောင်းမို့လို့ကိုကပဲအယုံဆုံးအခြေခံမှာရှိတဲ့ပြည်သူလူထုအဖွဲ့အစည်းပေါင်းစုံက ဒီဘုံသဘောထားရီမှတ်ချက်တူတဲ့ပုံကိုယ်တွေအားလုံးအတူတူတော့စတင်တယ်လို့မြင်တယ်။အဲ့ဒီအချိန်မှာမှကျမတို့ဘိုးဆိုရလဲအဲပို့ပြီးတော့အားကောင်းလာတဲ့အချိန်ကျရင်ကျမတို့ကပြည်နယ်ဘိုးကြားထဲမှာဘယ်လိုမျိုးအာဏာခွဲဝေမှုတွေကျမတို့ပြန်ပြီးတော့လုပ်မလဲဆိုတဲ့ဟာပေါ့နော်။ ဒါတွေကိုဆက်ပြီးတော့ဆွေးနွေးသွားဖို့လိုအပ်ပါတယ်။ကျမတို့အမြဲတမ်းစဉ်းစားတယ်ကျမတို့အလုံသမားရေးရခန္ဓာပေါ့နော်ဘလို့ပဲပြောမြန်မာနိုင်ငံမှာအတန်းပေါင်း58တန်းရှိတယ်ဒီအလုံလုံးတဲ့အသက်အရွယ်35တန်းရှိတယ်အဲ့35တန်းရဲ့လှုပ်သားတူပေါ့နော်စီမံအုပ်ချုပ်မှုကိုနော်ဘိုးအစိုးရနဲ့ပြည်နယ်အစိုးရတွေကြားထဲမှာဘယ်လိုမျိုးအာဏာခွဲဝေပေးမလဲဆိုတာကိုလည်းကျမတို့အလုံသမားတမကတွေလေသမားတမကတွေလေဒီကိစ္စရဒီမှာကျမတို့ပါဝင်ဆောင်ရွက်ဖို့လိုတယ် အဲကျမတို့လည်းသိချင်မိတယ်လေးပါစက်တာမှာကျမတို့ဘယ်လိုမျိုးညှိနှိုင်းဆွေးနွေးမှုနဲ့အာအာနာခွက်ဝေပြီးသွားလို့ရမလဲဆိုတဲ့ဟာပေါ့ဒါတွေလည်းကျမတို့ကြားထဲမှာတော့အလုံသမားတမကတွေကြားထဲမှာလည်းတမားတမကတွေကြားထဲမှာလည်းကျမတို့လည်းစတင်ပြီးတော့အာပြင်ဆင်ဆောင်ရနေပါပြီလို့ဟာတင်ပြချင်ပါတယ်ဆိုတော့ဒီဆောင်းကျွန်တော်တို့ဆွေးနွေးတဲ့ချက်ထဲမှာပါတာကတိဥမာပြီးနေအစိုးရဆိုတဲ့ဟာကပြီးနေတိုင်းသားလူ နေစုတွေကတော့ပြည်နယ်အစိုးရဆန်နဲ့ Federal Unit Council ဟာမျိုးထားပြီးတော့မှတာအစိုးရစတဲ့လှုပ်ဆောင်နေကြပြီတိုးတော်ဒီအရင်ကကျွန်တော်တို့တိုင်းလို့ခေါ်တဲ့နေမြတယ်အနေမြေတွေစတော်များကခုချင်းတွေညှိနှိုင်းစေလုံမှန်းစေပါပဲရှိရဆိုတော့ NUG ကတိုက်ရိုက်နေပေါ်တာဒေသန္တရာအစင်တီစင်ပြမအုပ်ချုပ်နေတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်ဆိုတော့ဒေသန္တရာအုပ်ချုပ်ရေးကိုဖက်ဒရယ်ကြီးကျွမ်းကျင်သူတွေကအမြဲတမ်းထောက်ပြတာကဒေသန္တရာအစိုးရဆိုတာကဒါပြည်သူနဲ့ အမိကဆုံးရှိတဲ့အစိုးရဖြစ်တဲ့အတွက်ဒီကဏ္ဍကအင်မတန်အရေးကြီးတယ်ဆိုပြီးဟာကိုအပေါ်ကမှထိုင်ရမယ့်လူကတိုက်ရက်လာအုပ်ချုပ်တဲ့ခါကြတော့ဒီဟာက unit ally society ဟာမျိုးမှလည်းတည်ယောင်မှုရှိတယ်တချို့အာဆိုတော့မှတ်ချက်ရှိတယ်လို့ bottom up federation ကပူအတွက်လည်းကျွန်တော်တို့ရဲ့ UG ကပါခင်ဗျားတို့ ਨੇ စကားပြောလို့မရဘူးဆိုတဲ့ဟာမျိုးစင်ခုမှုတွေကျွန်တော်တို့ကြုံနေရတယ်လို့ဆိုတော့ဝေဖန်သုံးသပ်မှုတွေရှိနေတယ်ဆိုတော့ဒီပုံမှာရောဘလို့မှတ်ချက် ပေးခြင်းတယ်ပြီးတော့ဘလို့ပြုံးပြပြောင်းလဲမှုကျွန်တော်တို့လုပ်ဖို့လိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရှိကိုမကြည့်လို့မရတော့ဘူးဒီတန်း NGG ပါ local ပါဆိုပြီးမှလက်တွေ့လှုပ်ဆောင်မှုတွေအားနည်းရင်တော့ဒါမှအစောပိုင်းဆွေးနွေးခဲ့တယ်လို့ကျွန်တော်တို့ဒေါ်လာကြီးကကြာဆုံးတဲ့ပိုင်းတော့ OT9 မြေလာလာလဲ ရှိနေတဲ့ခါကျတော့ဘယ်လိုကျွန်တော်တို့ပြုပြောင်းလဲရေလုံးရမယ်ဗျာအဓိကကတော့ဘာလဲဆိုရင်ကျမတို့ကိုယ်၌ကိုယ်ကလည်း border up federalism ကိုလိုချင်တယ်လို့ပြောရင်ကျမတို့ကိုယ်၌ကိုယ်ကလည်းပြင်းပြတဲ့စိတ်ဆန္ဒနိုင်ငံရေးစိတ်ဆန္ဒတော့ကျမတို့ကိုယ်၌ကိုယ်ကရှိဖို့လိုတယ်ကျမတို့ဒီနေရာမှာဘသူဘသူမှ blame မလုပ်တာ shame မလုပ်တာကျမမလုပ်ချင်ဘူးအဓိကကကျမတို့ကလိုချင်တယ်ဆိုရင်ကျမတို့ဘာနိုင်ငံရေးပြင်းပြတဲ့စိတ်ဆန္ဒရှိရဲဆိုရင်ကျမတို့တွေလုပ်တင်တယ်ပေါ့နော်အဲ့တော့လူပုဂ္ဂိုလ်တဦးတယောက်ချင်းစီတော်လကောက်အဖွဲ့အစည်းတွေအသီးသီးတော်လကောက်ပြောမှဆိုလို့ရှိရင်ကိုယ်ဒေသကို စဖို့လိုတယ်အဲ့တော့ဘယ်စာနမူနာနဲ့ကောင်းသလဲဆိုတာကတော့မြန်မာပြည်မှာကခက်ပါတယ်နေရာတစ်ခုနဲ့လည်းတစ်ခုနဲ့မတူဘူးကိုသားပြုမှုတွေလည်းမတူကြဘူးဥပမာဆိုလို့ရှိရင်ကျမတို့ဒါအညာဒေသမှာတော့ကျမတို့လည်းဓာတ်ရိုက်တော့ပါဝင်ဆွေးနွေးမှုတော့မရှိဘူးဒါပေမဲ့မတူညီတဲ့အလွာပေါင်းစုံစတင်ပြီးတော့ဆွေးနွေးနေတယ်ဆိုတာကိုကျမတို့သိရတယ်ပေါ့နော်စကားဝိုင်းနေရာနေပြီးတော့ကျမတို့သိရတယ်တွဲဆောင်ဆွေးနွေးမှုနေရာနေကျမတို့ကြားသိနေရတယ်အဲ့ဒီအခါမှာကျမတို့ပြောချင်တာဘယ်ဟာပဲဆဆာအဓိကကအလုတ်ဖြစ်ဖို့အရေးကြီးတယ်အလုတ်ဖြစ်ရေးဆိုတဲ့နေရာမှာလည်းခုနကလေးမျိုးပေါ့ကျမတို့ကြားထဲမှာနှစ်ပေါင်း က်ကြရှည်စွာဘာဖြစ်လို့နိုင်ငံရေးစနစ်တွေမအောင်မြင်ကြသလဲလို့ပြောရင်ခုနအာဏာခွဲဝေမှုပေါ့နော်ဒီအလုံသမားတမကလောကမှာတော့အလုံရှင်တဲ့အလုံသမားကြားထဲမှာ good faith ဆိုတဲ့သဘောရိုးဆိုတဲ့ဟာကိုတော့ကျမတို့တုံးလေတုံးထားရှိတယ်ပေါ့နော်စိတ်သဘောဓာတ်အမှန်နဲ့ကျမတို့လောက်ကြဖို့လိုတယ်ပေါ့နော်ပါဝင်နေတဲ့အဖွဲ့အစည်းတွေအားလုံးဒီလူပုဂ္ဂိုလ်တွေအားလုံးအဲ့ဒီအခါမှာကျမတို့ကတကယ်ကိုစိတ်သဘောဓာတ်အမှန်နဲ့လောက်ကြတယ်ပြင်းပြတဲ့နိုင်ငံရေးစိတ်ဆန္ဒလည်းရှိတယ်ဆိုရင်တော့ကျမတို့ယုံကြည်တယ်အဖြေရှာတွေ့လိမ့်မယ်ပေါ့နော်အဲ့တော့ဒီအချိန်မှာမြေပြင်အခြေအနေ မှာဒီကိုသားပြုမှုမရှိဘဲနဲ့ဘိုးကနေလာပြီးတော့အုတ်ချုပ်တာကိုလက်မခံဘူးဆိုလို့ရှိရင်လက်မခံခြင်းနဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကပြောမှဆိုလို့ရှိရင်စတင်ပြီးတော့ဒါကိုအလုတ်ဖြစ်အောင်ကျမတို့လုပ်ပြဖို့လိုပါတယ် ဒီရောက်လုတ်ပြဖို့လိုတယ်ဒီကားကတော့ဗာလဲဆိုရင်ကျမတို့လိုချင်တာကကောင်းမွန်တဲ့နိုင်ငံရေးဒီစနစ်ပေါ့နော်အာအခြေခံအုတ်မြစ်ကနေပြီးတော့ကျမတို့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့အပြည်သူလူထုတို့ကျမတို့မြင်ချင်တာဒါကကျမတို့ရဲ့အဓိကယူမှတ်ချက်အထူးသဖြင့်ကျမတို့အလုံသမားခန္ဓာနေလာတယ်ဆိုရင်တော့ကျမတို့နိုင်ငံမှာရှိတဲ့35တန်းသောအလုံလုံတဲ့အသက်ရဲ့အတွက်ကိုကျမတို့ကောင်းမွန်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလူမှုရေးဖွံ့ဖြိုးတိုးတက်မှုကျမတို့လိုချင်တယ်အဲ့လိုလိုချင်တယ်ဆိုရင်တေချာဘောက်ကခိုင်မာတဲ့အခြေခံအုတ်မြစ်ကောင်းတဲ့နိုင်ငံရေးစနစ် ရှိမှရမယ်ဆိုတော့အဲ့ဒီခါမှာတော့တေချာတဲ့ခိုင်မာတဲ့နိုင်ငံရေးစနစ်အုံမြင့်ရှိဖို့ဆိုရင်ကျမတို့အားလုံးကိုနိုင်ကိုကပြင်းပြတဲ့နိုင်ငံရေးစိတ်ဆန္ဒနဲ့အတူများများကျမတို့ဆွေးနွေးညှိနှိုင်းမှုတွေလိုတယ်အပြုသဘောဆောင်ဆွေးနွေးဖို့လိုတယ်စိတ်သဘောထားအမှန်နဲ့လည်းလုပ်ဖို့လိုတယ်ပြီးတော့အာဏာခွဲဝေမှုလည်းတကယ်ဆရေးအမှန်နဲ့အားလုံးလုပ်ကြရတယ်ဆိုရင်တော့အောင်မြင်မယ်လို့ယုံကြည်တယ်အဲ့တော့ပြောမှဆိုလို့ရှိရင်အခုသွားနေတဲ့အချိန်မှာစစ်တပ်ကိုဖယ်ရှားတဲ့အလုပ်ကလည်းအရေးကြီးတယ်။ဒါပေမဲ့တပြိုင်တည်းထဲမှာဒီနိုင်ငံရေးကိစ္စတွေကိုလည်းကျမတို့မပြင်ဆင်လို့မရဘူး။ပြင်ဆင်ရမယ်။စစ်တပ်ကိုပြုတ်ကြပြီးတော့ မှဒါအောင်လုပ်ပါလားဆိုတဲ့ဟာမဟုတ်ဘူးကျမတို့ဒပြိုင်နဲ့ထဲမှာလုံးရမယ့်ကိစ္စရတွေရှိတယ်ကျမအရှိမလည်းပြောထားပြီးသလိုပဲအမျိုးသမီးအခွင့်အရေးကနောက်မှလုပ်ပါလားမရပါဘူးကျမတို့ဒီဒေါ်လာရေးမှာအမျိုးသမီးတူရဲ့ပါဝင်မှုအာယုံကြည်ကိုးစားမှုเนาะအမျိုးသမီးတွေရဲ့ အဥဆောင်မှုနဘယ်အသီးသီးမှာပါဝင်မှုကိုလိုချင်တယ်ဆိုရင်အမျိုးသမီးအခွင့်အရေးကိုလည်းတက်လက်ဆတဲ့တဘာထဲမှာကျမတို့စူးစမ်းအကောင့်ထဲပေါ်ကြရမှာဖြစ်တယ်။အဲ့တော့စစ်တပ်ကိုဖယ်ရှားရေးမှာလည်း Federal the Border of Federal Democracy ကျင့်သုံးနိုင်မှုကလည်းအရေးကြီးတယ်။ဆိုတော့ဒါတွေကတပြိုင်တည်းထဲမှာကျမတို့ပြင်ဆင်ဆောင်ရမယ့်ကိစ္စဖြစ်တယ်လို့ပဲကျမကိုကိုလည်းတိုက်တွန်းပြောကြားခြင်းနဲ့ပြီးတော့အခြားသောပုံကိုယ်တွေကိုလည်းကျမတိုက်တွန်းပြောကြားခြင်းပါတယ်။ကျေးဇူးပါ။ဒီပိုင်းရဲ့နောက်ဆုံးမိခွန်းနေနဲ့ချင်းချိုးဆွေးနွေးစီလိုတာကဒါ ခုချိန်မှာ NUG က NUG နဲ့သက်ဆိုင်နေသူတွေ NUG နဲ့နှိစတဲ့သူတွေရှိကလည်းကျွန်တော်တို့အတန်ကြားနေရတာကပြုတ်ပြင်းပြောင်းလဲကြီးက NUG လူရစ်ထချရပြုတ်ပြင်းပြောင်းလဲကြီးဆိုတာအဲတချို့လိုအပ်တဲ့ဝန်ကြီးဌာနရှင်းချမှုနဲ့တိုင်းရင်းသားလေးနဲ့ gain ဒီ decision making body ပေါ့နော် decision making body လို့သူတို့ညွှန်တာကလည်း NUCC ဖြစ်လာဖို့များတာပေါ့ဒီနေရာမှာ NUCC ဟာမြို့မှာတိုင်းဒေသတွေပါဝင်ပြီးမှ NUG ကို change balance လုပ်နိုင်မဲ့ အော်ပြုတ်ပင်ပြောင်းလဲမှုဟာမျိုးကပူတိမ့်တော်နိုင်မယ်ဆိုတဲ့မှတ်ချက်တွေအတန်းနဲ့ကျွန်တော်တို့ကြားနေရတာဖြစ်တယ်ဆိုတော့အခုဒါဒီနေ့ညစဆုံးမှာရှိနေတဲ့သူတွေထဲမှာလည်း NGO ချက်ပြုတ်ချက်တွေထဲမှာလည်းပါတဲ့သူရှိတော့မကြာခင်ကလည်းဒီဇင်ဘာရောက်တော့မယ်နှစ်ကုန်လုံးမယ်ပြုတ်ပင်ပြောင်းလဲပြီးအတွက်ဥမာတို့ အပေါ်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေမျောလင်းထားသလိုရလာထွက်လာနိုင်ခြေရှိလားကျမကတော့မသိဘူးပေါ့နော်ဒီဟာကိုတော့စောင့်ကြည့်ရမယ်ကျမတို့လည်းမေးခွန်းထုတ်နေတယ်ပြောင်းလဲလုပ်နေတယ်ဆိုတာဘယ်နေရာမှာပြောင်းလဲတာလဲပေါ့နော်ကျမတို့လည်းမေးတယ်အာဒါပေမဲ့ကျမတို့တိတိပပသတင်းချက်လက်တော့မရဘူးအဲ့ဒါတော့အမှန်ပဲပေါ့နော်ဒါပေမဲ့သို့တော့ဒီကနေပြီးတော့တဆင်ပေါ့အန်ယူဂျီပြုပြင် ပြောင်းလဲကိုဘာမြင်ချင်တယ်လဲလို့မေးရင်တိုင်းသားဖွဲ့စည်းတွေနဲ့ကြားထဲမှာပို့ပြီးတော့နိုင်ငံရေးကတိကဝင်ပို့ပြီးတော့ခိုင်ခိုင်မာရစေချင်တယ်ဒါကနိုင်ငံရေးအရေးကြီးတဲ့ဥဆောင်မှုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျမတို့ မြင်တွေ့လို့ရတယ်။နောက်တစ်ခုကကြတော့စုဖွဲ့မှု ပြောင်းလာလား structure ပေါ့နော်။စုဖွဲ့မှုပြောင်းလာလားခုနလိုမျိုးပေါ့နော်။ဝင်ကြီးဌာနအတိုးအလျှော်လားမူဝါဒတွေလားဆိုတော့ကျွန်တော်တို့ reform လို့ပြောရင်တော့အားလုံးကျွန်တော်တို့ပြင်ပြောင်းလဲအကုန်မြင်ကျင်တာပါ။ဥမာနမူနာအနေနဲ့ဆက်ထုတ်ပြရမယ်ဆိုရင်ကျွန်တော်တို့အမျိုးသမီးပြောထားတယ်ပေါ့နော်။အမျိုးသမီးတွေရဲ့ပါဝင်မှုကအနည်းဆုံး30%ခန့်နှုန်းရှိရမယ်လို့ပြောရင်ဒီမူဝါဒကဆောက်ရွက်ပေါ်မှာပဲမဟုတ်ဘူး။အဲ့တော့အစိုးရဒီဖွဲ့စည်းရေးမှာလည်းအမျိုးသမီးတွေရဲ့အခန်းကဏ္ဍ30%ခန့်နှုန်းဒီအနည်းဆုံးအဆင့်ပါဝင်ဖို့လိုတယ်။ဆိုတော့ အဲ့လာမဲ့ထွက်ပေါ်လာတဲ့ပြုပြင်ပြောင်းလဲမှာကျွန်တော်တို့ဒါအောင်မြင်တွေ့လို့တယ်နောက်တစ်ခုက gender policy ပေါ့နော်ဂျမားဒန်းသူညီမျှမှုနဲ့ပတ်သက်ရင်ဘယ်ဖြစ်ဖြစ် NUG ရဲ့ပြုပြင်ပြောင်းလဲမှာဘလို့မူဝါဒရည်နဲ့ထွက်လာတယ်လဲဆိုတာကိုကျွန်တော်တို့မြင်တွေ့လို့တယ်နောက်တစ်ခုက border of federalism ကျွန်တော်တို့ချစ်သုံးမယ်အခုအားလုံးပြင်နေကြတဲ့အချိန်မှာတိုင်းသားအဖွဲ့အစည်းတွေနဲ့ဘလောက်ထိနိုင်ငံရေးဒီကရိကဝေပေါ့နော်ရရှိပြီးပြီလဲဒါတွေစူးစမ်းလို့ဆောင်သွားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့မြင်တွေ့လို့တယ်ပြီးတော့ကျွန်တော်တို့အစိုးရဖွဲ့တဲ့နေရာမှာလဲခုနကလို့ကျွန်တော်တို့ပြောထားတယ်လို့ပဲတကယ်အဲစိတ်ရင်းစေတနာ အမှန်နဲ့အာနာခွဲဝေမှုလိုချင်တာဖြစ်တဲ့အတွက်ကြောင့် NUG အစိုးရစုဖွဲ့ပို့ပြီးတော့တိုင်းပေါင်းဆောင်တွေကိုမြင်တွေ့လို့တယ်ဆိုတော့ဒါကတော့ကျမတို့မြင်ချင်တဲ့ NUG ရဲ့ reform ပေါ့နော် labor sector မှာဆိုလို့ရှိရင်လေကျမတို့ကအခုဒါဆိုရင်ဒီ2025ခုနှစ်ဇော်လ9ရက်နေ့မှာဆိုရင် ILO ကနေပြီးတော့စစ်တပ်ကိုအရေးယူဖို့အတွက်ကိုဆုံးဖြတ်ချက်ချမှတ်တယ်ချမှတ်တဲ့အချိန်မှာကျမတို့က ဒီအန်ယူဂျီကစုဖွဲ့လိုက်တဲ့အလုတ်သမားခန္ဓာပေါ့နော်အလုတ်သမားဝင်ကြီးဌာနကိုတွန်းတွန်းတရိုင်းနဲ့နိုင်ငံတကာရေးရာခန္ဓာမှာအခြေဆုံးအနေထွက်ပြီးတော့စ조사ဆောင်တာကိုလိုချင်တယ်။ ILO ရဲ့ရန်ဒီယာထဲမှာနော် UN ရဲ့ရန်ဒီယာထဲမှာပို့ပြီးတော့အလုတ်သမားရေးရာခန္ဓာမှာပြီးတော့ဒီကျမတို့အပြည်ပြည်ဆိုင်ရာစံနှုန်းကျင့်သုံးရေးနဲ့ပတ်သက်ရင်ပို့ပြီးတော့ရှစ်ထွက်ဥဆောင်ပြီးတော့ လုပ်တဲ့အစိုးရမျိုးကိုကျမတို့မျှော်မှန်းတယ်ဒါကတော့ကျမတို့လိုချင်တဲ့ reform ပေါ့ဆိုတော့ကျမတို့ဒီနေရာကလည်းအတန်ထုတ်ချင်တယ် NUG reform ကိုမြင်ချင်တဲ့ဟာတွေကဒါတွေဖြစ်ပါတယ်ဆိုတဲ့ဟာဒါကတော့ကျမနမူနာနေနဲ့ဆွဲထုတ်ပြတာဖြစ်တာပေါ့လေနော်အခြားသောကျမတို့ security sector မှာမျိုးစုံရှိမယ်ပေါ့နော်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရေးနဲ့ security sector ကိစ္စမှာနိုင်ငံရေးရသဘောတူညီချက်တွေအာ federal ကိစ္စမှာပြီးတဲ့အခါကျလို့ရှိရင် ကျမတို့တရားစီရင်ရေးကိစ္စပေါ့နော်တရားစီရင်ရေးကိစ္စမှာ အာကျွန်တော်တို့ဒီ NUG ကအနိုင်ရထားတဲ့နေမြေတိုင်းရင်းသားတွေကထိန်းချုပ်ထားတဲ့နေမြေအနိုင်ရထားတဲ့နေမြေတွေမှာဘယ်လိုမျိုးတရားစီရင်စနစ်ကိုကျင့်သုံးသွားမှာလဲဆိုတော့ပြည်ပင်ပြောင်းလဲဆိုင်ရာမူဝါဒတွေအစရှိတဲ့ဖြစ်ပေါ်ကျွန်တော်တို့မြင်တွေ့လို့တာတော့အများကြီးပဲရှိတယ် NUG reform ဘယ်နာရီရောက်နေပြီလဲဆိုတော့ကျွန်တော်တို့မသိရသေးဘူးဒီကနေပြီးတော့လဲကျွန်တော်တို့ထပ်လောင်းပြီးတော့ NUG ကိုအတိမတ်ပြုကျင်တယ်ကျွန်တော်တို့တွေကတော့ဒါပြည်သူလူထုအနေနဲ့ရောတော်လိုင်းမှာပါဝင်နေတဲ့အဖွဲ့အစည်းအနေနဲ့ရောကျွန်တော်တို့ဒီလိုပြည်ပင်ပြောင်းလဲကိုတတိရှိရှိမြင်တွေ့လို့ပါတယ်လို့ အဲကျမတို့တိုက်တွန်းပြောကြားလိုပါတယ်ဟုတ်ကဲ့ဂျေဇုတင်ပါတယ်ခင်ဗျာ